အဲ့ဒီမှာဖျားမှုရှိတဲ့တန်ဃာတော်တွေရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့အပါအဝင်ကျောင်းရှိတန်ဃာကုံရှင်သီဝလိတို့မဲတော်အိမ်ကိုကြွသွားကြပြီးတော့သွန်ဖုံးမိကြတယ်။မြတ်စွာဘုရားနဲ့လည်းအလွန်ရင်းနှီးတယ်ဆွေလဲဆွေမျိုးတွေက ပြီးတော့ဂိူးလဲဆိုင်တဲ့တက္ကရာကမလေးကိုနော်အမြဲတမ်းသွန်ကွန်စီမံချက်ပြုတ်ပြီးတော့ကျောင်းကိုကတ်နေတာဆိုတော့အလွန်ရင်းနှီးတာဖြစ်ပုံရတယ် ဟိုရောက်တဲ့အခါကျတော့မိမိကိုယ်တိုင်လည်းဖရာမှုရှိတဲ့တန်ဃာတွေကိုရှ िख ိုးဥချလို့တားကလေးကလည်းပဲခဏိမှမွေးထားတဲ့တားကလေးဖြစ်လင့်ကစားသူက9နှစ်တားလေးဖြစ်နေတော့တိတတ်တဲ့အရွယ်လေးရောက်နေသူလည်းဥချခိုင်းအဲ့တော့ဒီကလေးလေးကလည်းလိုက်ပြီးတော့ဝှချ9နှစ်တားဆိုတော့စကားပြောတတ်နေပြီလေအဲ့တော့ရှင်သာရိပုတ္တရာဥချတော့ရှင်သာရိပုတ္တရာမေးတယ် မင်းဘယ်နဲ့တုန်းတဲ့ခန္ဓာရရှိရလားကျမရလားနေကောင်းရလားဆင်းရဲဒုက္ခတွေခန္ဓာရလားလို့ဆိုတော့အဲ့ကလေးလေးကဘာပြောတော့ဆိုအရှင်ဘုရားတဲ့ခொနှစ်နှစ်လုံးလုံးကြီးဒီဘိုက်ထဲနေလာတာဘယ်ခန္ဓာမှာတော့ဘုရားရှင်သီဝလီအလောင်းလေးကအဲ့လိုပြောတယ်နော်ခொနှစ်နှစ်လုံးလုံးလောဟိတဂုံပါတဲ့ သွေးအိုးကြီးတဲ့နေလာရတာတဲ့အမေဘိုက်ထဲမှာ သွေးအိုးကြီးတဲ့နေလာရတာဘယ်ချမ်းသာမရောဖျားတဲ့တပည့်တော်ဒုက္ခရောက်တာပေါ့သူသိနေတာပဲအဲ့ဒါလို့တဲ့နေလာရတဲ့ဒီဒုက္ခကြီးကတပည့်တော်လွတ်လာတာခုမှလွတ်လာတာဘယ်ချမ်းသာမရောဖျားတဲ့ခုမှချမ်းသာဒုက္ခရဒီသားမိဘာဖြစ်လို့ဒီလိုဖြစ်တုံဆိုတော့အတိတ်ဘဝတုန်းကမြို့တစ်မြို့ဆုတ်ပိတ်ပြီးတော့လူတွေမထွက်နိုင်အောင် ခொနှစ်လုံးလုံးဆုတ်ပိတ်တယ်ခொနှစ်ရလုံးလုံးဒုက္ခပေးခဲ့ကြတယ်အဲ့ဒီအကုသိုလ်ကံတွေကလာပြီးတော့ဆုတ်ပိတ်တာအဲသူများများတော့မဆိုးကြနဲ့မပိတ်ကြနဲ့နော်ဟိုခြံတကားပိတ်ဟိုလန်းတကားပိတ်နေအဲ့လိုမလုံးနဲ့အဲ့လိုဆုတ်ပိတ်ခဲ့တဲ့အကုသိုလ်တွေကြောင့်မလို့ဒီအကုသိုလ်ကလိုက်ပြီးတော့ဝှကျွေးပါလာတာတဲ့အဲ့တော့ကြည့်သုတ်ပြရမင်းသမီးကြီးကအခုလို့ သူရဲ့သားကလေးကမင်းသားလေးကရှင်သာရိပုတ္တရာနဲ့အမေရင်းနီနီစကားတွေပြောလို့ရှင်ပြားပဲချမ်းသာပါဘူးတပည့်တော်ဒုက္ခရောက်လိုက်ပုံမပြောနဲ့ဒီစကားပြောနေရတာကိုသဘောကျပြုံးနေတာပြုံးနေတော့မြတ်စွာဘုရားကမြင်းနေမြင်းတော့ဘယ်နဲ့လဲတုတ်ပြီးရဒီလိုသားလေးမျိုးလူကျင်သေးလားလို့မေးတော့နောက်ထပ်9ယောက်လောက်လူကျင်သေးတယ်ကဲ ုနှစ်နှစ်လုံးလုံးဒုက္ခခံထားရတယ်ခုနှစ်ရက်တည်းတည်းအော်ဟစ်ပြီးတော့ဒုက္ခခံထားရတယ်မေ့သွားဘူးလားအခုမေ့သွားပြီးနောက်ထပ်ခုနှစ်ယောက်လိုချင်သေးတယ်ဆိုရင်တယောက်ကိုခုနှစ်နှစ်ခုနှစ်လနှုံးနဲ့သာတွက်ကြည့်ပြီးတော့အဲ့ဒီမှာ तू ခုနှစ်ယောက်ယုံမယ်တဲ့နောက်ထပ်ဒီကလေးမျိုးဆိုခုနှစ်ယောက်ယုံမယ်ဆိုအဲ့ဒီတော့မြတ်စွာဘုရားကဒီခါထားလေးကိုဟောတာကြည့်လူတွေဟာအလိစားခံနေရတာသဘာဝတရားကြည့်ဒုက္ခကိုဒုက္ခလို့သူထင်းနေပြီး နော်ဆိုတော့ကဒုက္ခတွေမရှိတော့ဘူးအခုဒုက္ခဖြစ်နေပြန်ပြီဒီကလေးလေးမြင်လိုက်တဲ့အခါဒုက္ခဖြစ်နေပြန်အတော်ဒုက္ခပေးတဲ့ဟာလေးကအခုဒုက္ခဖြစ်နေတယ်ပြန်ပြီးတော့အဲ့ဒါကိုမြတ်စွာဘုရားကအတာတံတာတရူပေနာပိယရူပေနာအပိယံဒုက္ခံဒုက္ခတရူပေနာပမတာမတိဝတ္တတိ အတတံတာယဇယမကောင်းတဲ့အရာကတတရူပိနတာယဇယကောင်းတဲ့အသွင်တရံအားဖြင့်ပမတ္တံမိလျောတဲ့ပုဂ္ဂိုလ်အတိဝတ္တိလှိစားကကြောလွန်၍ဖြစ်ပေါ်လာတတ်ပါပေတော့ဤအပိယံမုန်းစရာကောင်းတဲ့အရာကလည်းပဲပိယံချစ်ခင်စရာ ကောင်းတဲ့အရာပိယရူပိနချစ်ခင်စရာကောင်းတဲ့အရာဤအသွင်တဏ္ဏအားဖြင့် ပမတံမိလျောနေတဲ့ပုဂ္ဂိုလ်အတိဝတ္တတိလှီစားကဖြစ်ပေါ်၍လာရပါပေတော့ဤဒုက္ခဆင်းရဲဒုက္ခကလည်းဒုက္ခတာရူပေနာချမ်းသာဒုက္ခရဲ့အသွင်တနာအားဖြင့်ပမတံမိလျောနေတဲ့ပုဂ္ဂိုလ်ကိုအတိဝတ္တတိလှီစား၍နေတတ်ပါပေသည်ဟု၍ဘဂဝါရှိခိုးတော်သခင် ရှင်တော်မြတ်ဖရာသည် အဝစာကောင်းစွာမတွေ့ဟောကြားတော်မူခဲ့ပါပေတည်း